ါကစ္စတန်နိုင်ငံကရာချီမြို့မှာတော့တောက်တာနေဝိပုစုတောင်းပွဲတွေပြီးမှအတန်းဖတ်မှုတွေထပ်မံဖြစ်ပွားနေတဲ့သတင်းတွေကြောင့်ဒေတာခံတွေအပြစ်ခတ်ရက်စဲရေးဆက်ပြီးတည်တမ်းပါမလားလို့စိုးရိမ်မိကွန်းထုတ်နေကြပါတယ်။မကြသေးခင်ကဖြစ်ခဲ့တဲ့ဖြစ်ရပ်တွေကဒီဒေတာပေါ်တကယ်ကိုအသက်ရောက်မှုရှိပါတယ်။ဒီဖြစ်ရပ်တွေကြောင့်ကြောက်ရွံ့ထိတ်လန့်နေရတဲ့ခြေနေတရက်ကိုဖန်တီးလိုက်တာပါပဲ။အာဖဂန်နစ္စတန်နဲ့နေဆက်အနီးကစစ်ကန်တခုကနေမိခိုးတွေထွက်နေတာကိုရုတ်တံမှတ်တမ်းတွေထဲမှာတွေ့ရပါတယ်။ တောက်တာနေကစစ်သွေးကြွတွေကဟောက်ခွဲရေးပစ္စည်းတွေတက်ဆင်ထားတဲ့ထရက်ကားတစ်စီးနဲ့အဲ့ဒီစခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့လို့သူတို့ရဲ့နေကြာဆောင်တပ်ဖွဲ့ဝင်9ဦးသေဆုံးခဲ့တယ်လို့ပါကစ္စတန်ကပြောပါတယ်။ပါကစ္စတန်ရဲ့လက်တော့ပြန်လေးကြောင်းတိုက်ခိုက်မှုတွေကြောင့်အာဖဂန်နစ္စတန်နိုင်ငံပါတီကာနေဇတ်ဒေသမှာခရစ်ကတ်အသင်းသားတွေအပေါင်းဝင်အရက်သားတချို့သေဆုံးခဲ့တယ်လို့အာဖဂန်မီဒီယာသတင်းတွေမှာဖော်ပြပါတယ်။ အစ္စလာမဘတ်အစိုးရကတော့ပါကစ္စတန်စစ်တပ်ကသူတို့ကိုထရက်ကားနဲ့တိုက်ခိုက်ခဲ့တဲ့ပါကစ္စတန်တာလီဘန် TTP အဖွဲ့ကိုပဲပြစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ကျွန်တော်တို့ရဲ့တီးကြတဲ့ခုခံတုံ့ပြန်မှုဟာအာဖဂန်အရက်သားပြည်သူလူထုကိုပြစ်မှတ်ထားတာမဟုတ်ပါဘူး။တာလီဘန်တပ်ဖွဲ့တွေနဲ့မတူတာကကျွန်တော်တို့ဟာအရက်သားပြည်သူတွေရဲ့မထိခိုက်မဆုံးရှုံးအောင်အထူးသတိထားဆောင်ရွက်ပါတယ်။ပါကစ္စတန်တာလီဘန်အဖွဲ့ရဲ့ခေါင်းဆောင်နိုဝါလီမက်ဆုကတော့သူတေဆုံးသွားပြီဆိုတဲ့သတင်းတွေကိုညှင်းဆို့ဖို့ ူကိုယ်တိုင်ဗီဒီယိုကင်မရာရှေ့ထွက်လာခဲ့ပါတယ်။နယ်စပ်မှာရဲတံကြားလူသေးဆုံးမှုတွေရှိတဲ့တိုက်ပွဲငယ်တွေဖြစ်ပွားခဲ့ပြီးနောက်ဗိုလ်တပ်ဦးနေကအပြစ်ခတ်ရဲစဲရေးတောင်းအခြေအနေတွေခိတ္တတည်ငြိမ်ခဲ့ပါတယ်။တောက်ကြနေမှာတော့ကာတာနိုင်ငံမှာပြုလုပ်နေတဲ့နှစ်ဖက်ဆွေးနွေးညှိနှိုင်းပွဲတွေတွင်အပြစ်ခတ်ရဲစဲရေးကိုတက်တန်းတိုးဖို့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်တို့သဘောတူညီခဲ့ကြတယ်လို့ရိုက်တာသတင်းဌာနကဖော်ပြပါတယ်။ပါကစ္စတန်နိုင်ငံတွင်းစစ်သွေးကြွတွေဝင်ရောက်အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လွန်ခဲ့တဲ့၄နှစ်ကအာဏာပြန်လည်ရရှိခဲ့တဲ့အာဖဂန်တာလီဘန်အစိုးရနဲ့ပါကစ္စတန်အစိုးရတို့ဆက်ဆံရေးကိုတင်းမာနေခဲ့တာပါရှင်။